ကမ္ဘာအာလူးချောင်းကျော် French Fries Championship ပြိုင်ပွဲမှာအာလူးအခွန်နှွာတာ၊လှီးဖြတ်တာ၊ကြော်လော်တာတွေနဲ့ပြိုင်ပွဲလုပ်ခဲ့ပါတယ်။ကမ္ဘာတဝန်းကပြိုင်ပွဲဝင်ဒါဇင်ပေါင်းများစွာဟာချက်ပြုတ်နည်းတွေကိုစမ်းသပ်ဖို့လာရောက်ခဲ့ကြပါတယ်။ Belgian လူမျိုးတွေဟာသူတို့နိုင်ငံရဲ့ဟင်းလျာဂုံတရင်ကိုကာကွယ်ဖို့စိတ်ပိုင်းဖြတ်ထားခဲ့ကြပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့အရန်လေးနဲ့ထားပါတယ်။တရားရဂိုင်းနှုံးအာယုံစိုက်ထားပါတယ်လို့ပြိုင်ပွဲဝင်တို့ကပြောပြခဲ့ပါတယ်။ တက်ရောက်သူ9000နဲ့မှာဘယ်လ်ဂျီယံလူမျိုးတွေအများအပြားပါဝင်ခဲ့ကြပါတယ်။ဒါပေမဲ့ချန်ပီယံရှစ်ရဲ့ပထမနှစ်နှစ်မှာပြင်သစ်တို့ကတော်ပင်မပါတဲ့အာလူချောင်းကျော်အတွက်အကြီးဆုံးဆုကိုဆုခူးခဲ့ကြပါတယ်။ဒီနှစ်မှာတော့ French Fry Chef Yamashita Koki ဟာတိုကျိုကနေလာပြီးအာလူချောင်းကျော်ပြန်ပွဲမှာပါဝင်ခဲ့ပါတယ်။အခုလိုမျိုးအချိန်မီကျော်ရတာဟာပထမဆုံးအကြိမ်ဖြစ်တာကြောင့်သူ့အတွက်လက်ဆောင်တစ်ခုပဲဖြစ်ပါတယ်။ဖိအားတွေများလား။ဟုတ်တယ်ဖိအားတွေများကြီးပဲ။ အချိန်နဲ့ဖိအားတွေပေါ့ဒါပေမဲ့ကောင်းပါတယ်ကျွန်တော်အကောင်းဆုံးလုပ်ခဲ့ပါတယ်ဒီနေရာမှာရှိနေရတာဂုံယူစရာကောင်းတဲ့အခိုက်အတန့်ပါလို့သူကဆိုပါတယ်မိနစ်60ကြာပြိုင်ပွဲကိုဒိုင်းအဖွဲ့ကကြီးကြပ်ခဲ့ပါတယ်အာလူစီစာဒီလောက်ပဲလို့ဒိုင်းတူကပြောပါတယ်ဒီလိုနီးနဲ့အာလူချောင်းကျော်ကကောင်းလားမကောင်းလားဆိုတာသိနိုင်ပါတယ်ဆော့စ်မပါပဲစတစ်မပါပဲဒီလိုပစ္စည်းတွေမပါပဲပေါ်လို့၎င်းကထပ်ဖြည့်ပြောပြခဲ့ပါတယ်ဒီအရာတွေမပါဝင်ပဲ ိုင်အဖွဲဟာအရေးကြီးဆုံးအရာတွေဖြစ်တဲ့အာလူးချောင်းကျော်တွေကို texture အရသာခံစားမှုအရောင်အစင်းလပ်ပမှုနဲ့ကျော်လွန်နီးစနစ်တွေအပေါ်အာယုံစိုက်ပြီးအကဲဖြတ်ကြတာဖြစ်ပြီးဒါတွေကပဲထူးခြားမှုကိုဖန်တီးပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။